င်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်မျှဝေပေးချင်တာက intro application ကိုတုံးပြီးတော့မှစကလုံးအလားတွေဘယ်လိုထည့်ရမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ intro application တဲ့ကိုအရင်ဝင်လိုက်ပါဝင်ပြီးသွားပြီဆိုရင်ဗီဒီယိုလုပ်လဲရတယ်ပိုတိုတွေလုပ်လို့လည်းရတယ်ကျွန်တော်ကဗီဒီယိုကို ပြမှာဖြစ်တဲ့အတွက်ဗီဒီယိုဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါ နိုင်ပြီးသွားပြီဆိုရင်ကျွန်တော်ကအစ်စ်လောက်မှဖြစ်တဲ့အတွက် new ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီ blank ကိုတစ်ချက်တွေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင် အောင်နာလေးကအစိမ်းလေးကိုတစ်ချက်ထည့်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာ color နောက်ခံအယောင်ကအမဲရောင်ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့ color မကြိုက်ဘူး color ပြောင်းရှင်တယ်ဆိုရင် background ဆိုတဲ့ဟာကိုတစ်ချက်နှိပ်လိုက်ပါ နေပြီးသွားပြီဆိုရင်ဒီမှာကို စိတ်ကြိုက်ရွေးလို့ရပါတယ်အယောင်လေးဒီမှာပြောင်းသွားပါတယ်ကိုကအဖြူကြိုက်တယ်ဆိုရင်အဖြူကိုနှိမ့်လိုက်ပါအနီကြိုက်တယ်ဆိုရင် အနီနှိမ့်လိုက်ပါဒါကကိုကြိုက်တဲ့အယောင်ရွေးလို့ရပါတယ်ဒါကသူ့ရဲ့နောက်ခံ background ပေါ့နော်ပြီးသွားပြီဆိုရင်ဘေးနားလေးကအမှန်ချစ်ကိုတစ်ချက်နှိမ့်လိုက်ပါနေပြီးသွားပြီဆိုရင် ကျွန်တော်တို့ကဒီပေါ်ကို စာရေးမှဖြစ်တဲ့အတွက်ဒီတက်ဆိုတဲ့ဟာကိုတစ်ချက်နှိမ့်လိုက်ပါ နေပြီးသွားပြီဆိုရင်ဒီမှာတဲဆိုတဲ့ဟာကိုတစ်ချက်ထည့်နှိမ့်လိုက်ပါ ကျွန်တော်တို့ဒီပေါ်မှာစာရေးလို့ရပါပြီစာဆိုင်ရိုက်ကြည့်မယ်ဒီမှာစာရေးလို့ပြီးပါပြီဒီစာလုံးကို ကျွန်တော်မကြိုက်ဘူးကျွန်တော်ပြောင်းချင်တယ်ဆိုရင်ဒီ A ကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာများအောက်ဆိုင်တဲ့ဟာကိုတစ်ချက်ထည့်နှိပ်လိုက်ပါ နေပြီးသွားပြီဆိုရင်ကျွန်တော်တို့စက်ထက်မှာထည့်ထားတဲ့ဖုန်းကိုရွေးပြီးတော့မှရှာရမှာဖြစ်ပါတယ်။အဲ့ဒီဖုန်းကဘယ်မှာတော်တောင်းရမှာလဲဆိုတာ Set Foundry ဆိုတဲ့ application တွေကိုဒေါင်းပြီးတော့မှကျွန်တော်တို့ set ထက်ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်က set ထက်မှာဒေါင်းထားပြီးသားမလို့ဒီ set foundry ကိုကျွန်တော်ယူလိုက်ပါတယ်ကျွန်တော်ကမြန်မာကိုယူလိုက်ပါတယ်ဒီမှာကျွန်တော်ကမြန်မာ set foundry ထက်မှာကျွန်တော်မြန်မာ font ဒေါင်းထားတဲ့ဟာအကုန်လုံးကဒီမှာအကုန်ပေါ်ပါတယ် အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်တို့ဇာလုံးပြောင်းကြည့်မယ်ဒီမှာဇာလုံးလေးပြောင်းသွားပါပြီတခြား font စတိုင်လေးပြောင်းရှင်နေဆိုလဲဆိုနာပုံစံလိုပါပဲဒီမြား outside တွေဟာကိုလည်းတစ်ချက်နှိပ်ပြီးတော့မှကျွန်တော်ပြောင်းလို့ရပါတယ်ဒီမှာပြောင်းသွားပါပြီဒီမှာကျွန်တော် setting မှာထည့်ထားတဲ့ font တွေအကုန်လုံးဒီမှာအကုန်လုံးပေါ်ပါတယ် ်တင်ပါပါဖုန်းအလားလေးတွေအများကြီးရှိပါတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီ font အပြာရောင်ကို ကျွန်တော်မကြိုက်ဘူးကျွန်တော်ပြောင်းရှင်တယ်ဆိုရင်ဘေးနားလေးဟာကို color ဆိုတဲ့ဟာကိုတစ်ချက်ထည့်နေလိုက်ပါပြီးသွားပြီဆိုရင် ကျွန်တော်တို့ဘေးကအမှန်ချစ်လေးကိုလည်းတစ်ချက်ထည့်နေလိုက်ပါ အားလုံးအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီရုပ်တံကိုအဆုံးထိကြီးချူပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်